တခြားနိုင်ငံကြီးမင်းသားတွေလိုပေါ်ကားမရိုက်ဘဲဂုံရှိရှိရက်တည်နေတဲ့ဆိုတဲ့နေ့တို့ပြည်သူတွေရဲ့အချစ်တော်တယောက်ဆောင်နေတို့ကတော့အမှုပြနာလောကမှာထိတ်တဲမင်းသားတယောက်အနေနဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။နေတို့ကချစ်ရတဲ့သူလေးနဲ့ရှင်လက်တွဲပြီးအခုဆိုရင်တော့တာလီတယောက်ကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။သူရဲ့ထွေးချွန်တဲ့တယောက်ဆောင်မှုတွေကြောင့်2009ခုနှစ်မှာတော့မုံညာအိမ်မက်မျိုးဆိုတဲ့ရုပ်ရှင်စကားကြီးနဲ့ပထမဆုံးအကယ်ဒမီဆုကိုရရှိခဲ့ပါတယ်။အဲဒီနောက်2015ခုနှစ်မှာတော့နှစ်ခတ်မှတဲ့တိုက်ပွဲရုပ်ရှင်ကနေသူရဲ့ဒုတိယမြောက်အကယ်ဒမီဆုကိုထပ်မံပြီးတော့ရရှိခဲ့ပြန်ပါတယ်ရှင်။2019ခုနှစ်မှာလေတာတီကြီးစကားနဲ့ င့်အကောင်းဆုံးအမျိုးသားဆက်ဆောင်စုကိုထပ်မံရရှိခဲ့ပြန်ပါတယ်။အဲဒီနောက်2018ခုနှစ်မှာတော့မြန်မာနိုင်ငံသတင်းစာအဖွဲ့ချုပ်ကပေးအပ်တဲ့အကောင်းဆုံးအနုပညာရှင်စုကိုရရှိခဲ့ပါတယ်။သူကထိတ်တဲမင်းသားတယောက်ဖြစ်တာနဲ့အညီရရှိတဲ့ငွေကြေးတွေကလည်းများပြားလွန်လာပါတယ်။သူကစကားရဲလို့ရတဲ့အနုပညာကြီးကာရကားတွေကိုသိန်းတထောင်အထက်ရှိနေပါတယ်။ ကျန်တဲ့ကြော်ညာရိုက်လို့ရတဲ့အမှုပညာကြီးတွေမပါသေးပါဘူးနော်။တနစ်ကိုနေတို့ကရုပ်ရှင်ဇာတ်ကအနည်းဆုံး၅ခါနဲ့အထက်လက်ခံရိုက်ကူတာကြောင့်အဲ့ဒီဇာတ်ကရိုက်လို့ရတဲ့အမှုပညာကြီးတွေအပြင်ကြော်ညာဒီတချင်းတည်ဆုံမှုပွက်တက်ပေးရတဲ့အမှုပညာကြီးတွေပါစုစုပေါင်းတနစ်ကိုသူ့ရဲ့ဝင်ငွေကတော့အမေရိကန်ဒေါ်လာ၁၀သန်းနဲ့အထက်ရှိနေပါသေးတယ်။ နေတို့ဆိုရမြန်မာပြည်ရဲ့အထိတ်တမင်းသားဆိုတာလည်းအားလုံးသိကြမှာပါနေတို့ကအရင်ကရုပ်ရှင်တွေပဲစက်တိုက်ရိုက်ကူးလာရကနေအခုချိန်မှာတော့ drama series တွေပဲကိုပြောင်းလဲပြီးတော့ရိုက်ကူးနေပါပြီနေတို့ကအနုပညာလောကကနေလေးနှစ်ခန့်အနားယူခဲ့ပြီးတဲ့နောက်ဒီနေ့မှာအရင်အသေးမြင်မာတဲ့ဇာတ်ကားတွေနဲ့တူပြန်လဲပြီးတော့ဝင်ရောက်လာခဲ့ပါတယ်ပရိသတ်တွေကလည်းသူ့ရဲ့အနုပညာပေါ်မှာထားရှိတဲ့စေတနာနဲ့စူးစမ်းအထောက်အမှုတွေကိုချီးကျူးပြီးတော့ဂုဏ်ပြုနေကြပါတယ်နေတို့ကပေါ့ပေါ့ပါပါဇာတ်ကားတွေနဲ့ပြန်မလာဘဲအရင်အသေးပြည့်မီတဲ့လက်ရာတွေကိုသာရွေးချယ်ခဲ့ပါတယ်သူ့ရဲ့ပထမဆုံးပြန်လဲရိုက်ကူးတဲ့ရေစက်တုတွေလည်းတစ်ခါတည်းမဆုံးစီးတာ ားဆိုတော့ရုပ်သံဇာတ်လမ်းတွေကပရိသတ်တွေကြားမှာအလွန်အောင်မြင်ခဲ့ပြီးတော့စက်သိမ်းပိုင်းအထိဆွဲဆောင်မှုအပြည့်ပေးနိုင်ခဲ့ပါတယ်။ဒါပြင်ညမင်္ဂလာရုပ်ရှင်စကားကြီးကလည်းပရိသတ်အပြည့်မှုကြောင့်တတိယဘက်အထိယုံတင်ပြသခဲ့ရပြီးတော့မြန်မာရုပ်ရှင်လောကအတွက်ပညာရေးဆိုင်ရာတိုးတက်မှုတွေကိုပါယူဆောင်လာခဲ့ပါတယ်။နေတို့ရဲ့လက်ရာတွေကပေါပပပဇလန်းနေမဟုတ်ပဲပြိသက်ကိုစိတ်ကျဉ်တဲ့မှုအပြည့်ဝပေးနိုင်တဲ့အမှုပညာလက်ရာတွေဖြစ်နေပါတယ်။ဒီလိုအရည်သွေးမြင့်မားတဲ့ဇာကားတွေကိုသာတင်ဆက်တာကငွေကြေးအတွက်သာမကပဲအမှုပညာကိုတကယ်မြတ်လို့ပြီးတော့ပြိသက်ကိုတံမိုးထားတယ်ဆိုတာကိုပြသနေပါတယ်။ ဒါကြောင့်လေနေတိုကဆိုရင်အကြီးသေးကောင်းတယ်လို့ပြည်သက်တွေကယုံကြည်မှုအပြည့်အဝရှိနေတာပါ။အနုပညာလောကမှာနာမည်ကြီးမင်းသားတချို့ကပေါ်ပေါ်ပါပါဇက်ကားတွေနဲ့ဝန်ရှာနေကြချိန်မှာနေတိုရဲ့ခိုင်မာတဲ့ရည်တည်ချက်ကတော့ထင်ရှားနေပါတယ်။ပရိသတ်တွေအနေနဲ့သူတို့အားပေးတဲ့မင်းသားကတကယ်ကိုအည်သွေးရှိတဲ့အမှုပညာကိုပဲရွေးချယ်တင်ဆက်နေတာကြောင့်လဲပို့ပြီးတော့ဂုဏ်ယူနေကြတာကတော့အမှန်ကန်ပါပဲရှင်။ နေတို့ကသူ့ရဲ့အမှုပညာအရေးအသွေးတိုးတက်လာတာတွေကိုလက်တွေ့ပြသနေပြီးတော့နေတို့တခင့်မကုံဆုံးသေးဘူးဆိုတဲ့စကားကိုလည်းပြပြအောင်ပုံဖော်နေပါတယ်။နေတို့ကတော့အခုလိုသူရိုက်တဲ့ကားတွေအတိုင်းပဲအနာဂတ်မှာလည်းပို့ပြီးတော့ကောင်းမွန်တဲ့အမှုပညာလက်ရာတွေကိုတင်ဆက်ပေးသွားမယ်ဆိုပြီးကြိပေးထားတဲ့အတွက်သူပြည်သူတွေကတော့ဆက်လက်အားပေးရကြုံနဲ့နေမှာကတော့အသေးချပါပဲရှင်။